ိသတ်တော်အလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဒီနေ့အစီအစဉ်လို့မစားခင်မှာ channel subscribe လုပ်ဘေးနားကောင်းလို့နှိပ်ပြီးတော့ VPN လေးဖြွင့်ကြည့်ပေးတာကိုလည်းမြင်တာရယ်ခင်ဗျာစီဒီနေ့မှာကတော့2025ခုနှစ်မှာပဲ Netflix ကနေထုတ်လွှင့်ထားတဲ့ One Night Gives You Tangerines ရဲ့ drama series ကလေးကိုတင်ဆက်ပေးလာခဲ့တာအပိုင်း15ခုတောင်ရောက်လာခဲ့ပါပြီဆိုတော့မကြည့်ရသေးဘူးဆိုရင်လည်းအပိုင်း1ကနေရင်စပြီးတော့တွားကြည့်လို့ရပါတယ် channel မှာကျွန်တော်ကုန်တင်ပေးထားပြီးသားပါဆိုတော့ဒီနေ့မှာကတော့အပိုင်း15ကိုဆက်သွားကြပါမယ်ကြည့်ရှုခန်းစားပြပါဦးခင်ဗျာ thank you ဒီပိုင်းဆောင်မှာတော့ဂွမ်ရှစ်တယောက်ကလေးမွေးနဲ့အဲဆုံးဒေမာကိုစိုးရင်နာကြောင့်ကလေးကိုလက်လွတ်ဖို့ပြောနေခဲ့ပါတယ်။ဒါမှလည်းအဲဆုံးကပထမဆုံးရင်သွေးလေးကိုဘေးမတိရမခပဲနဲ့မွေးဖွားသွားနိုင်ခဲ့ပါပြီ။ငငယ်ရွယ်နဲ့အိမ်တော်ကြတဲ့သူတို့နှစ်ယောက်ကကလေးပီစီလေးရောက်လာတဲ့အခါမှာဘယ်လိုခြီးပိုးရမှမသိဖြစ်နေခဲ့ပါတယ်။ဂွမ်ရှစ်ကတော့သူသမီးသေးသေးလေးကိုခြီးလိုက်ရင်ထိခိုက်သွားမိမှကြောက်ပြီးတော့မချီပဲနေနေခဲ့ပါတယ်။ဆက်ရှင်နေရွယ်အဖေနဲ့အမေကအခုမှလူလောကတွေဝင်လာတဲ့ကလေးပီစီလေးကိုကြည့်ပြီးတော့စိုးရင်စိတ်တွေများလို့နေခဲ့ကြပါတယ်။ ကွမ်ချစ်ကတော့ကလေးလေးကသေးလွန်းလာကြောင်းခွေးရကိုက်ချီသွားရင်တော့ချီသွားလို့ရတယ်လို့ပြောနေခဲ့ပါတယ်။အဲဆွမ်းနဲ့သဘောကျပြီးတော့သူတို့နှစ်ယောက်လုံးရှိလာကြောင်းကလေးလေးကိုကာကွယ်ပေးမယ်လို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့ဂုံမြောင်ကအိမ်ကနေအချောက်ချမ်းနေယူပြီးတော့နေအိမ်ပြန်မှုပြင်နေခဲ့ပါတယ်။အမေဖေသူကတော့ဘယ်တော့မှမယူဘူးတဲ့ဂုံမြောင်ကိုမေးလိုက်တာပါ။အဲဆွမ်းနဲ့ဆိုရင်ပြီးတော့သူ့သမက်တင်တန်းကြောင်းကထုတ်ခံရပြီလားလို့မေးလိုက်ပါတယ်။ဘတ်ချုံဆွမ်းနဲ့ဂုံမြောင်တို့ကအိမ်ထဲငွေတွေပြည့်နေအသီးတွေပါဝယ်စားတတ်တဲ့လူမျိုးတွေပါ။ အဲနောက်အဲဆွန်နဲ့အမေကိုစိတ်ဆိုးပြီးတော့ယူသွားဖို့ထဲ့နေအသီးတွေအကုန်လုံးချင်းနဲ့ပြန်ထည့်နေခဲ့ပါတယ်အဲဆွန်ကသူသမီးကအိမ်သေးစီကိုဘာလို့လာမလဲခိုင်းတာလဲလို့မေးလိုက်ပြန်ပါတယ်ကိုမြောင်ကပြီးစရဲပြောလိုက်တာကြောင့်အဲဆွန်နဲ့မနက်ဖြန်အတူတူအိမ်ကိုလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲနောက်မှာတော့ကိုမြောင်လည်းချက်ချင်းထားမသွားဖို့တားပါတော့တယ်အဲနောက်အဲဆွန်ကတော့ကိုမြောင်လိန်တဲ့ပုံစံကအိုးမြောင်တော့ကကြောင်းမလာပါနဲ့လို့လိန်နေတယ်လို့ပဲလို့ပြောလိုက်ပါတယ်အဲဆွန်ကျင်းသေးပါအခန်းလာကြည့်မှသေချာနေအောင်ကိုမြောင်လည်းအခန်းမရှိတဲ့အတွက်တက်လာကြည့်လဲအိတ်ဖို့အခန်းမရှိဘူးလို့ပြောလိုက်ပါတယ် ုံများသူထွက်စာတင်လိုက်တာကြောင့်တခန်းထဲရှိတဲ့အိမ်မှာနေနေရတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ဂုံများသူ့လုပ်ငန်းမှာအကုန်ပုံဝန်းလိုက်ကြောင်းလည်းအမေကိုပြောပြလိုက်ပါတယ်။ဟင်းစုလည်းဂုံများဆဩမြောင်ပိုးကူးပြီးတော့ပြဿနာရှာတတ်နေပြီလို့ဝင်ပြောခဲ့ပါတယ်။အဲဒါမှာတော့အဲဆုံးကသူသမီးထွက်စာတင်တာကိုဒေါသထွက်သွားခဲ့ပါတယ်။အဲချိန်ကွမ်ရှိရောဩမြောင်အခန်းထဲကနေထွက်လာခဲ့ပါတော့တယ်။ဩမြောင်လက်မှာပတ်တီးပတ်ထားကြောင်းအဲဆုံးလည်းစိတ်ပူပြီးတော့ဒေါသတကြီးနဲ့မေးလိုက်တာပါ။ပြီးတော့အဲဆုံးကသူစကားနားမထောင်တဲ့သားနဲ့သမီးကိုထွက်သွားဖို့တော့မောင်းထုတ်နေပါတော့တယ်။ ။အဲဆွားတော့ဦးလေးဟာလေးအသားပုတ်ပြီးတော့လက်ချောင်းဖြတ်လိုက်တာကြောင့်ရေခဲကိုင်လက်ဝတ်ဖို့အိုးမြောင်းကိုစူပူနေတာပါ။ပြီးတော့အဲဆွားကဂုံမြောင်းကိုကြည့်ပြီးတော့ဦးလေးဂျုံကုစည်းပွားရေးလောက်တာမောင်မြင်လို့အခုဒီသူ့စီကပတ်စံတောင်းပြီးတော့ရှင်သန်နေရတာလို့စူလိုက်ပြန်ပါလေ။ဂုံမြောင်းလည်းစိတ်ပြက်လက်ပြက်နဲ့သူ့လုံးနေရာဘာစည်းပွားရေးလဲဆိုတာမမေးဘူးလားလို့ပြောပါလေ။ပြီးတော့ဂုံမြောင်းသူ့ဘွားမှာပထမဆုံးချိန်အခုမှသာပြဿနာရှာမိတာပါလို့ပြန်ပြီးတော့ပြောပါရင်အဲဆုံးကအခုဒီကလေးမြူသေးတဲ့ဂုံမြောင်းကိုမေးခွန်းနေလဲထုတ်နေခဲ့တာပါအဲဆုံးကဂုံမြောင်းငယ်သေးလို့မယူတာမှန်ပေမဲ့ အိုလာလို့နေမကောင်းဖြစ်လာရင်သားသမီးမရှိဘဲဒုက္ခရောက်နိုင်မယ်လို့ပြောလိုက်ပါတယ်။ကိုမြောင်ကသူအိုလာရင်ပြုစုဖို့ဆိုရဲရွယ်ချက်နဲ့သားသမီးမယူနိုင်ဘူးလို့ပြောလိုက်တာပါ။ကိုမြောင်အခုခေတ်ကလေးတွေကမွေးလိုက်တာနဲ့သူ့ဘာသာကြီးပြင်းလာတာမဟုတ်လို့ကလေးတယောက်ပြိုးထောင်ပြုစုဖို့အတွက်ငွေတော်ကုန်ချောင်းကိုပြောလိုက်ပါတယ်။ပြီးတော့ကိုမြောင်ကသူ့သားသမီးကိုပတ်စံရှိတဲ့အနေထားမှာပဲမွေးချင်တယ်လို့ပြောလိုက်ပါတယ်။အဲဒါမှင်ကိုမြောင်ကသူ့ကလေးကိုယာစီတိုင်းအင်ဂျင်အစ်စ်တွေဝယ်ပေးပြီးဖဏတ်အစ်စ်တွေစီးခိုင်းပြီးတော့ပီယာနိုဘဲလေးတိုက်ခန်းတွေကဆအကုန်ရောက်လှုပ်ပေးမှလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်အုံမြောင်လေး သူ့မှာပတ်စံရှိလို့ကလေးမွေးတယ်ထင်ရလားလို့မေးလိုက်တာပါ။ကိုမြောင်တော့ခုကလေးနဲ့ပတ်သက်တာတွေကိုဟင်းစုဘက်ကပဲဝယ်ပြီးထားဖြစ်ပြီးရဲကြီးအမေဘက်ကအဖိုးဟာတထေးမုံလို့မပူရဘူးလို့ပြောလိုက်ပါတယ်။အဲဒီချိန်မှာပဲကိုမြောင်အုံးမြောင်နဲ့အဲဆုံးတော့သူတို့စကားတွေအမြအုပ်ကကွမ်ရှစ်စီရောက်သွားတော့သတိထားမိပြီးရီလိုက်ကြပါတော့တယ်။ကွမ်ရှစ်ကတော့စိတ်မကောင်းဖြစ်ပြီးတော့ဘာမှဝင်မပြောဘဲအခန်းထဲသာဝင်သွားလိုက်ပါတယ်။ကိုမြောင်တော့သူ့ခြေကုန်လက်ပန်းကျပြီးတော့ပင်ပန်းနေတာကြောင့်ပြောမိသွားတာပါလို့ဖြေရှင်းနေပါတယ်။ ဒိုနဲ့အဲဆွမ်းရဲ့သားဖြစ်သူကတော့နှင်းကိုက်နာဖြစ်နေပြီးတော့တမီးကတော့အခန်းငယ်လေးစီကိုပြောင်းသွားခဲ့ရပါပြီ။အဲနောက်မှာတော့အရာရာကိုစိတ်ကုံလာတဲ့ကွမ်ရှစ်လေဘာဇူကာကိုပထမအုံအနေနဲ့ရှာခဲ့ပါတယ်။အဲလိုနဲ့ကွမ်ရှစ်ကဂေါ်ဘီချန်ကိုရောင်းပြီးတော့ဂျောင်းကြရဲ့တနေရာမှာဆိုင်ဖွင့်ဖို့စာတုပ်ချုပ်ခဲ့ပါတယ်။အဲဆွမ်းတော့ဘာကုန်းမှမပြောရင်ပဲရင်ကုန်းသမားအတော်တွေနဲ့အမေဖြစ်သူကတော့ကွမ်ရှစ်ကိုပြောဆိုနေပါတယ်။အဲဆာနီယာလူသူမရှိနေရာဖြစ်တာကြောင့်ဒေတာပေါက်ရှုံးနိုင်တယ်လို့ပြောနေခဲ့ပါတယ်။ကွမ်ရှစ်ကတော့ဂေါ့ဖ်ကွင်းစောက်မှာမလို့တာအဲ့ဒီအစာအုပ်ကဆိုင်ငန်းမှာဖွင့်ဖို့သဘောတူလိုက်တာလို့ပြောပြန်ပါတယ်။ ရေကုန်းသမားဒေါ်လေးတွေကတော့ဒေတာပေါက်လိန်ခမ်းတာဖြစ်နိုင်လို့အသက်ကြီးလာမှအိမ်ရှိဘာမှရှိနဲ့နေမှာလားလို့မေးလိုက်ပါတယ်။ကွန်ရှိမိတ်ကလည်းအသက်50မှတိုက်ခန်းလေးနဲ့နေမလို့လားလို့မေးလိုက်တာပါ။အဲဆွမ်းကတော့အသက်50မှမလုံနိုင်တော့မလုံတော့ဘူးလို့သာပြောလိုက်ပါတော့တယ်။အဲဆွမ်းကတိုက်ခန်းနေမှရှိတော့ကွန်ရှိကတော့ထမင်းငါအောင်မထားပါဘူးလို့ပြောလိုက်တာပါ။အဲနောက်မှတော့သူတို့တွေကအသစ်ဖွင့်မဲ့အထူးကုံတိုင်းစီကိုရောက်လာခဲ့ပါတော့တယ်။အဲဆွမ်းတို့လည်းဆိုင်အတွက်လိုအပ်တာတွေကိုပြင်ဆင်နေကြပါတယ်။ရောက်ခမတော့သူတို့ဆိုင်သားမှာ golf queen သာရှိရင် ဘတ်ဆယ်ရီတောင်ဆိုင်ကိုလာနိုင်ကြောင်းပြောနေခဲ့ပါတယ်။အဲနောက်ရောက်ခမဒီဆိုင်ကိုတော့သူသားနာမည်ပါပြီးသူဆိုင်မလားလို့မေးလိုက်ပါတယ်။အဲဆိုလဲအဲ့တုန်းကရိုင်းမျိုးနွယ်လေမဟုတ်ပဲအိုမျိုးနွယ်လေလို့ပြောခဲ့တာကိုမှတ်မိနေတာလားလို့မေးလိုက်တာပါ။ရောက်ခမတော့ပြုံးကြည့်ပြီးတော့အဲဆုံးဖွာပေးခဲ့တဲ့လေကိုစီးပြီးဘလောက်တောင်ပြောခဲ့ရလဲဆိုတာကိုပြောနေခဲ့ပါတယ်။ရောက်ခမတော့လေတကြီးလုတ်ခဲ့တဲ့သူသားအသက်50မှဈေးမှာလုံချမ်းလုံနေရတော့တတလုံးအဲဆွင်းယောက်ျားဖြစ်နေခဲ့တဲ့ဆိုမဲ့လဲသူ့အတွက်တော့တဝီးတော်သားပါပဲလို့ပြောလိုက်ပါတယ်။အဲကြောင့်အမေဖြစ်သူကတော့ ကွမ်ရှိပင်ပန်းတော်ကိုမြင်ရတာရေထဲမှာမိုးချိုးပစ်ခံနေရတယ်လို့တော့မှခံစားရတယ်လို့ပြောလိုက်တာပါ။အဲဆုံးလဲအဖိုးတန်သားကိုလူယူပြီးမှပင်ပန်းအောင်လုပ်မိတာကြောင့်တောင်းမှန်လိုက်ပါတယ်။အဲနောက်ယောက်ကမအဲဆုံးကိုတခါကပားရိုက်ဘူးတော်ကိုမေ့ပြီးတော့ဒီတိုင်းနေနေရလားလို့မေးလိုက်ပါတယ်။အဲဆုံးလဲသူ့ဘွားမှာပထမဆုံးပားရိုက်ခံတာကိုမမေ့နိုင်ပေမဲ့ခြေလိုက်ပြီးလို့ပြောလိုက်ပါတယ်။ယောက်ကမတော့အဲဆုံးမသူ့ဘွားမှာလုံမပေးမိတာကြောင့်တေချာစဉ်းစားနေပါတယ်။အဲဆုံးလဲဒုံမြောင်းလေးကိုဆုံးရှုံးလိုက်ရတော့ကယောက်ကမဖြစ်သူကသူ့ဘော်ဘာတခုံးမှပြစ်တင်ပြောဆိုတာမျိုးမရှိတာကြောင့်ပဲလို့ပြောလိုက်ပါတယ်။ ရောက်ကမဖြစ်သူကတော့သားသမီးကိုဆုံးရှုံးထားတဲ့နွားကိုတောင်အလုံးမခိုင်းတာကြောင့်အဲဆုံးပင်မမ်းမှာကြောက်ပြီးတော့မနက်တိုင်းအိမ်လာကြီးခဲ့ဖြစ်တာလို့ပြောပါတယ်။အဲဒါကြောင့်ရောက်ကမဖြစ်သူကအဲဆုံးကိုခိုးရလိုက်ပြီးတော့ကယူသွားတဲ့ရွှေဖားကအခုဒီသူစီမှာရှိသေးတဲ့အတွက်ကြောင်းကိုမဟုတ်ပဲအဲဆုံးကိုပေးမယ်လို့ပြောလိုက်ပါတယ်။အဲဒါကလည်းစူပူထားတာစိတ်မကောင်းဖြစ်ပြီးတော့အသက်ဆက်ရှင်ပေးတာကြောင့်ဂျေဇူးတင်လို့ပေးတာလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်အဲဆုံးလည်းသူရောက်ကမပူကောင်းတာပဲလို့ပြောပြီးတော့ရီမောနေပါတော့တယ်။အဲ့နောက်မှာတော့ဟင်းစုမေကအိမ်ချမ်းမေအကျိုးဆောင်ဖြစ်တဲ့အလုပ်ဆပြီးတော့လုပ်နေပါပြီ။ အလုံးနဲ့ဟင်းစုမေပြောင်းလာတော့ဘူဆန်းကီကအင်ချမ်းမေအကျိုးဆောင်လောက်တာကလှမပူအလုပ်ဖြစ်တာတော့ဘိုင်းချောင်သူနဲ့သူစပိန်စီဖို့ပြောလိုက်ပါတယ်ပြီးတော့ယောက်ျားနဲ့မိန်းမဝါသနာပါတာတစ်ခုလောက်ရှိရင်ဆက်ဆိုင်လဲပူကောင်းလာတယ်လို့ဘူဆန်းကီကပြောပါတယ်အတောင်ဆက်ဆိုင်ကောင်းစပွဲတင်တင်းနစ်ကစားတာလားလို့ဟင်းစုမေကမေးလိုက်ပါတယ်ဘူဆန်းကီကတော့မိန်းမဖြစ်သူတို့တစ်ခုလောက်ပေးဖို့စီစဉ်ထားတာလို့ပြောပါတယ်အလုံးနဲ့ဟင်းစုမေကလည်းလက်ခံလိုက်ပြီးတော့ပတ်ဝန်းကျင်ကိုဘူဆန်းကီနဲ့တူတပတ်ပတ်ကြည့်ဖို့သဘောတူလိုက်ပါတယ် အန်နာမာရဘူဆိုင်ကီစပိန်ကိုဆိုင်းဆိုင်တဲ့ခါမိမတားပြီးတော့နှုတ်ဆက်ပါတယ်။အန်နာရဟင်းစုမေလည်းကြော်တက်ပြီးတော့စိတ်ဆိုးနေတာရွက်ပြီးတော့ပြောလိုက်ပါတယ်။အန်နာမာရဟင်းစုမေကအိမ်ခွဲနေဖို့ဆုံးဖြတ်ပြီးပစ္စည်းတွေထည့်နေပါတယ်။အန်နာဘူဆိုင်ကီလည်းဒီလိုသာဆင်းမယ်ဆိုရင်ဘာလို့သူနဲ့အတူစပိန်စီးနေသေးလဲလို့မေးလိုက်တာပါ။ဒါပေမဲ့ဟင်းစုမေကသူတို့အတူနေလာအနှစ်30မလို့အတူတော့ပတ်ဝန်းကျင်ကိုတပတ်ပတ်ကြည့်ခြင်းခဲ့တာပါ။ဘူဆိုင်ကီကတော့သူ့မေရဲ့လိမ္မော်ချန်ကိုရောင်းပြီးတော့အိမ်ချမ်းမေအကျိုးဆောင်လုပ်တော့မယ်မိမအောင်ဒေါသထွက်နေခဲ့ပါတယ်။ အဲတုန်းကလည်းဘူဆိုင်ကီလိုမိသားစုကသူသမီးအိမ်ပေါ်ကဆင်းသွားတာကိုတွားပြီးတော့ခေါ်ပါတယ်။ကောင်းမှလည်းမိသားစုတွေကခြေနေမှန်မဲ့ရန်ဖြစ်နေကြပြန်ပါတယ်။ယွန်းစုမေကတော့သူမကြုံမှုတဲ့အခြေဥကိစ္စကိုသူသမီးကကြုံနေရတာကြောင့်သဘောကျနေခဲ့တာပါ။အဲ့နောက်မှာဘူဆန်ကီနဲ့ဟွန်းစုအမေတို့ကကွာရှင်းပြတ်ဆဲဖို့တရားဝင်ကိုရောက်လာခဲ့ပါတော့တယ်။ဘူဆန်ကီကတော့စဉ်းစားစီခြင်းပေမဲ့မိမကတော့ဘူဆန်ကီကိုသာသဘောကျခင်အစိုးရကရှုံးပြီးတော့တရားမှာလို့ပြောလိုက်ပါတယ်။ဟွန်းစုကမွေးပြီးတော့ကဘူဆန်ကီတခြားမိမနဲ့တွဲတော့ သူပြဿနာရှာမိတာကြောင့်ဘူဆိုင်းကီကအဝိကျိတ်နဲ့ပြစ်ခဲ့ပါသေးတယ်။အိုက်ကလေးကဟင်းစုအမေကဘူဆိုင်းကီပေါ်ဘာမျှော်လင့်ချက်မှမထားတော့ဘဲအိမ်တော်ကြီးကိုဗလာနတ်ထီတိဆောက်ထားခဲ့တာဖြစ်ပါတယ်။ပြီးတော့ဟင်းစုကယောက်ျားကိုကယ်ဖို့ပတ်စံတောင်းလာတော့အပြက်ပြောလိုက်တဲ့ဘူဆိုင်းကီကိုတွေ့ပြီးမုံနေစိတ်ဖြစ်လာကြောင်းနဲ့တန်းစီမရှိတော့တဲ့အကြောင်းကိုပြောလိုက်ပါတယ်။အဲတော့ဟင်းစုအမေကသူ့ရဲ့ကြံရှိတဲ့ဘဝမှာပျော်ပပနေကြည့်ကျင်တယ်လို့ပြောလိုက်တာပါ။အဲလိုနဲ့လင်မယားနှစ်ယောက်ကွာရှင်းပြတ်ဆဲပြီးတဲ့နောက်မှာတော့ဘူဆိုင်းကီကကားကိုပါလဲပေးခဲ့ပါတယ်။ ပြီးတော့ဟင်းစုအမေကသူကပွဲသွားတော့ကတည့်ရသားနဲ့ဘာလို့ဖုံးကွယ်ခဲ့တာလဲလို့မေးလိုက်ပါလေ။ဘူဆိုင်ကတော့ဘာကုန်းမှပြန်မဖြေခဲ့ပါဘူး။တကယ်တော့ဘူဆိုင်ကအဲတုန်းကသာသူမိမကိုတားခဲ့ရင်သူနဲ့မနေတော့မှဆိုလို့မသိသလိုပဲနေပေးခဲ့တာပါ။အဲတော့မှတားဖြစ်သူကရောက်လာပြီးတော့အမေဖြစ်သူတို့အသင်ချက်စားတဲ့ဆန်လာပို့ပေးပါလေ။အဲ့တော့လည်းဘာပြောပဲပြန်ထွက်သွားတဲ့တားအုပ်ကြီးပြီးဘူဆန်းကီကတော့သူကိုယ်တိုင်ကမစင်ဖြစ်နေအောင်တီးသွားခဲ့ပါတော့လေအဲ့တော့ကွမ်ရှစ်ကိုအနိုင်ကျင့်လာကြအောင်အဲဆိုကဘူဆန်းကီကိုခြေထောက်နဲ့လာကန်ခဲ့ပါတယ ပြီးတော့အဲဆွန်ကဘယ်သူမှမစင်ဖြစ်မလဲဆိုတော့နောက်ကြမှာသိမယ်လို့ဘူဆန်ကီကိုချင်းချောက်ပြောဆိုပြီးတော့ပြန်သွားခဲ့တာပါတပတ်မှာတော့အဲဆွန်တို့ကဆိုင်းနာမဲကိုဂန်အုံးတုံလို့ပေးခဲ့ပါတယ်အဲဆွန်လည်းဒီတစ်ခါမှဆုံးရှုံးလို့ရှင့်အင်ကိုပါဆုံးရှုံးရတော့မှလို့ပြောလိုက်ပါတော့တယ်ကွမ်ရှစ်ကတော့သူတို့ဆိုင်းဝဲဘူးနဲ့ပတ်သက်ပြီးဘာလို့အေးစိတ်ခွင့်ပြုခဲ့တာလဲလို့မေးပါတယ်အဲဆွန်ကတော့ကွမ်ရှစ်ရဲ့မျက်နှာထောင်နဲ့30ကြာကြည်လာခဲ့ရတာကြောင့်နှစ်30ကြာမှစိတ်လှုပ်ရှားလာတဲ့ကွမ်ရှစ်ရဲ့အိမ်မက်ကိုမဖြတ်စည်းစေခြင်းမှုလို့ပြောလိုက်တာပါအဲဒါကြောင့်အဲဆွန်လည်းဂုံမြောင်စည်းဝါးရဲ့ကြောင့်လားဒါမှမဟုတ် အုံမြောင်းလက်ကြောင်လားလို့မေးလိုက်ပါတယ်။ကွမ်ရှစ်ကတော့တခုခုလှုပ်ပေးချင်အောင်ငွေရှိမှရမှာလို့ပြောလိုက်ပါတယ်။ပြီးတော့ဂျေးကြီးညာအေးဝေးအင်းကြီးတော်မှာကွမ်ရှစ်တဲ့ဘူဆန်းကြီးကအမြဲတမ်းလူလိုပိုကောင်းတာဝယ်ပေးနိုင်ခဲ့လို့ပြောနေပါတယ်။အဲဆိုလဲလွန်ခဲ့တဲ့နှစ်30ပြန်သွားနိုင်ရှောင်းမပြေးပဲကွမ်ရှစ်နဲ့ပဲညာဘက်ကြီးထွက်ပြေးမိလိမ့်မယ်လို့ပြောပါတယ်။ပြီးတော့အဲတော့ကွမ်ရှစ်သေးချာခေါ်လာခဲ့တာကြောင့်ပဲအခုဆိုအဲဆုံးကစားတောက်ဆိုင်ပန်းရှင်ဖြစ်လာနေပါပြီ။အဲ့တော့မှတော့အဲဆုံးပုံစံဝမ်းတာနဲ့ပုံပေါက်နေအောင်ကွမ်ရှစ်ကလည်းသဘောကျနေပါတယ်။ အနောက်ကွမ်ရှိမေကသူတို့နှစ်ယောက်ကိုကလေးတွေလိုပြုမှုမနေပဲစိုင်းနဲ့အမြန်လာဖို့ခေါ်ပါတယ်။ပြီးတော့ကွမ်ရှိမေကကောင်းတာမှထိုင်မှာဖြစ်လို့စိုင်းကုန်နေတိုင်းလာပါတယ်။အဲနောက်မှာတော့အဲဆွန်းတို့စီကိုကံကြမ္မာမှုန်တိုင်းတစ်ခုကထပ်ပြီးတော့တိုက်ခိုက်လာပြန်ပါတယ်။တကယ်တော့အင်ချမ်းမေအကျိုးဆောင်အကုန်လုံးကိုထားခဲ့ပြီးတော့ထွက်ပြေးသွားတာပါ။အဲတော့အုံမြောင်းလဲအဖေဖြစ်သူကဖြန်လန်းနီးနဲ့ချမ်းသာမျိုးမကြိုက်ပေမဲ့ဘာလို့အဲ့လိုမစုံစမ်းပဲလှုပ်ခဲတာလဲလို့မေးပါတယ်။အဲ့ဒါကြောင့်အုံမြောင်းတော့အမိုက်တွေအတွက်ဘလို့လို့ပြီးတော့တေးတောင်မြောင်းဆိုရအဖိုးထံမြေကွက်ဖြစ်တဲ့ဂေါ်ဘီချန်ကိုရောင်းလိုက်တာလဲလို့မေးလိုက်ပါတယ အိုင်းနေအောင်တကယ်တော့ဟိုတယ်စောင့်နေရပါပြီးတော့သူတို့ဆိုင်သားမှာ golf queen နဲ့ဆေးုံစောင့်မယ်ဆိုတာကိုလည်းလိန်နာလို့အိုးမြောင်ကပြောပြလိုက်ပါတယ်။အဲတောင်သူတို့လည်းအိမ်ပေါ်ကဆင်းရတော့မှကိုထိတ်လန့်နေခဲ့ပါပြီ။ဒါပေမဲ့ဒီနေ့အောင်ရောင်းပြီးတော့ဆက်ရအောင်ကလည်းဘယ်သူမှမဝယ်တာကြောင့်အခက်တွေ့လို့နေပါတယ်။ကွန်ရှစ်လည်းသူ့သားကိုမျက်နှာငယ်လေးနဲ့ကြည့်ပြီးတော့တနေ့လာနေ့မှဘန်သွားပြီးတော့တထည့်ကိုပြောမယ်လို့ခွင်တောင်းနေပါတယ်။ဒါပေမဲ့အိုးမြောင်တော့ဘန်ကသူတို့လိုရက်ွက်ထဲကလူတွေနဲ့အဆက်ဆံမလုပ်တာကြောင့်မသိတဲ့လူလိုပြောမနေဖို့အဖေဖြစ်သူကိုအော်လိုက်ပါတယ်။ပြီးတော့အိုးမြောင်ကဂေါ်ဘီလုံးမြေခွက်ကိုဆက်ယူထားရင်တော့ ဂျဲကြီးကိုပညာတော်သင်လွတ်လွတ်ရနိုင်တယ်လို့ပြောပါတယ်။အားလုံးအဲဆွန်းလဲစိတ်တူပြီးတော့အဲ့ဒါအဖေးပတ်ဆံပဲမလို့အလူပဲခံခံအခိုးပဲခံခံလေးတန်းမာပြီးတော့လာမပြောကိုအုံငေါက်လိုက်ပါတော့တယ်။ပြီးတော့အဲဆွန်းကကွန်ရှစ်ဒီလိုလှုပ်ခဲတာသားသမီးတွေကငွေပဲတနေရအောင်တင်းအောင်တစ်ခုလောက်လှုပ်သွားပေးခြင်းနဲ့ဆန္ဒနဲ့လှုပ်ခဲတာပဲလို့ပြောလိုက်ပါတယ်။အဲဆွန်းလဲဒေါသရီရန်ထွက်ပြီးတော့အဖေးပြေသူကတရားမှသူ့ဘွားနဲ့သူမနေခဲ့တဲ့အတွက်ပမာမခန့်နဲ့လာပြောမနေဘူးအုံးမြောင်းကိုပြောလိုက်တာပါအဲဒီတော့မှတော့ဂုံမြောင်ရောက်လာပြီးတော့ပတ်စံရရည်မလို့အိမ်ပြန်ကြဖို့မိသားစုဝင်တွေကိုလာပြီးတော့ခေါ်ပါတယ် ိုင်နာမှာတော့အဲဆုံးကအနေရခတ်နေပြီးတော့ဘသူကမှလည်းဂုံမြောင်းစီကမတောင်းပဲဘာလို့လာပေးတာလဲလို့မေးလိုက်တာပါဂုံမြောင်းတော့သူကလွှဲရင်ဘသူမှမရှိတာကြောင့်ပေးတာလို့ပြောလိုက်ပါတယ်ပြီးတော့ဒီငွေတွေကစုထားတဲ့ထဲကထုတ်လာပြီးရင်ရှက်ဖို့ကောင်းတဲ့ပုံစံကိုသီးခံပြီးတော့ချီလာတာလို့အဲဆုံးကိုပြောလိုက်ပါတယ်အဲဆုံးငငယ်တုန်းကလည်းပတ်စံချီဖို့တပြားမှမဟာနိုင်ငယ်ပဲနဲ့ငိုမြဲငိုနေခဲ့ဘူးတာပါကိုမြောင်ကသူကအကြီးဆုံးဖြစ်တာကြောင့်ဒီမိသားစုရဲ့တောင်းတိုင်ပဲလို့ပြောလိုက်ပါတယ်။ပြီးတော့ကိုမြောင်ကဒီလိုဖြစ်အောင်ပဲသူ့ကိုပြုစုပြောထောင်ခဲ့တာမလားလို့မေးလိုက်ပါတယ်။ ။အဲဆုံးကတော့ညင်းမိမယ်ကိုမြောင်သူတယောက်တည်းဒီလိုကြီးပြင်းလာတာဖြစ်ကောင်းဖြစ်မယ်လို့ပြောနေခဲ့ပါတယ်။ကိုမြောင်သူအချိန်ပိုင်းလှုပ်တာကတလားတသိန်းမမှန်ပို့ခဲ့ပြီးတော့အဲ့ဒီပတ်စံကိုသူလည်းတုံးကျင်တယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ကိုမြောင်ပတ်စံနေတိန်းထားပြီးတော့မပို့ကျင်တဲ့အချိန်လည်းရှိခဲ့တယ်လို့ပြောလိုက်ပါတယ်။ကိုမြောင်အဲ့လိုပတ်စံနေပို့ပေးခဲ့တာဂျေဇူးတင်စိတ်နဲ့တုံးခိုင်းတာထက်အပြစ်ရှိတဲ့စိတ်ကြောင့်ပို့ခဲ့တာပါလို့ပြောလိုက်ပါတယ်။အဲဆိုတော့ကွမ်းရှစ်ကြားမှာဆိုလို့ဆက်ပြီးတော့မပြောစီခြင်းမဲသမီးဖြစ်သူကိုတားပါလိမ့်။ဒါမဲ့ကိုမြောင်တော့သူကဒီမိသားစုအတွက်စိုးဝါနေဘာလို့နိုင်ငံခြားမပို့ခဲ့ပဲ။ သူ့ကိုတတ်ဖို့ဒီအပြစ်တွေလုပ်ခဲ့တာလားလို့អော်ပြောတာပါပြီးတော့កូនမျောင်းသူ့ចောင်းအဖေနဲ့မိយងកានရတာသိပေမဲ့သူ့ပေါ်မျောင်းလင်းချက်တွေထားပြီးတော့យងកានနေတာလို့ပြောလိုက်ပါတယ်အဲ့လိုកូនမျောင်းအမေဖြစ်သူကိုမျက်ရည်ပိုးပေါပေါကြအောင်ပြောဆိုနေချိန်မှာပဲအဖေဖြစ်သူကထွက်လာပြီးတော့ဘဝမှာပထမဆုံးအနေနဲ့တမီးဖြစ်သူကိုရန်ကုန်မြောင်လို့ခေါ်ကားတန်းကျဲကျဲနဲ့អော်လိုက်ပါတော့တယ်အဲ့ဒီအဓိပ္ပာယ်ကဘာတန်မိုးမှမရှိဘူးလို့ပြောသလိုခန်းစားလိုက်ရတာကြောင့်ဂုံမြောင်လဲငိုပါတော့တယ်အဲ့နောက်မှာတော့ဂုံမြောင်အိမ်မှာတော့မအိတ်တော့ပဲညာရင်းချင်းကိုပြန်သွားခဲ့ပါတယ် ။အဲဆောင်ကအကြီးဆုံးဆိုတဲ့ຢာကိုနားလေတာကြောင့်သူသမီးကိုစာနာတယ်လို့ပြောနေခဲ့ပါတယ်။ကွမ်ရှစ်ကလည်းသူမိမကကွန်မြောင်ရွယ်မှာကလေးညောင်ကိုပြိုးထောင်ခဲ့ပြီးတော့တက်ရကလေးကိုလွှဲနေတဲ့လမ်းမီမာတော်ဈေးအောင်ခဲ့တာမလို့ဘသူမှအဲဆုံးလို့မလုံနိုင်ကြောင်းပြောနေခဲ့ပါတယ်။ကွမ်ရှစ်ကတော့သူသမီးကခေါင်းမိုင်မဲ့နှလုံးသားမမဲတာကြောင့်အခုဆိုရင်ဘတ်စကားပေါ်မှာငိုနေလောက်ပြီလို့အဲဆုံးကိုပြောလိုက်တာပါ။အဲနောက်မှာတော့အဲဆုံးကအရန်ဟင်းတွေရေခဲတရာတွေထည့်နေတော့သမီးဖြစ်သူကတ်ထားတဲ့အာထရာဆောင်းပုံနဲ့စာကိုမြင်ပြီးတော့အံဩသွားပါတယ်။ အဲဆိုရင်ခေါင်းသားကြောင့်ဂွမ်ရှိလဲထွက်လာပြီးစာအုပ်ဖတ်ကြည့်တော့တမိဖြစ်သူကကိုဝင်ရှိနေရာကြောင့်စိတ်ရမ်းဆက်ပြီးတော့သူတို့ကိုတောင်းပန်ကြောင်းရေးထားတာတွေ့လိုက်ရပါတယ်။အဲဆိုရင်အစားအသောက်တွေမယူသွားတာကြောင့်စိတ်မကောင်းဖြစ်ပြီးတော့သူတို့ကိုကိုမြောင်ပတ်စံတောင်းတာလည်းဒီကိစ္စကြောင့်ဆိုတာကိုတီးသွားခဲ့ပါတယ်။အဲဒါမှတော့ဖေနဲ့မေကတမိဖြစ်သူစိတ်အားငယ်ပြီးတော့အခုလိုဖြစ်နေရာကြောင့်တနာပြီးတော့ငိုနေပါတော့တယ်။အဲလိုနဲ့ကိုမြောင်တယောက်ရမ်းအောင်နာနေရာကြောင့်ထုံစည်းထပ်ပြီးတော့လိုချင်နေခဲ့တာပါ။ဒါမဲ့တိန်ကလုံလောက်မဆက်နိုင်သေးတာကြောင့်ဆောင်းကထုံစည်းထိုးတာကိုရက်ခိုင်းထားပါတယ်။ ဂျွန်ဆွာသူမိမ12နှစ်လုံးလုံးတောင်းခံထားရတာကြောင့်သူမိမအားနေနေရာကို NAS ကိုပြောပြနေပါတယ်။ NAS ကတော့တကယ်ပြဿနာကလေးကလုံးဝမလုပ်သေးဘူးလို့ပြန်ပြောလိုက်တာပါ။ဂျွန်ဆွာကတော့နှစ်ခါပြန်မတွေးနေပဲသူမိမကိုကယ်တင်ပေးဖို့သာပြောနေပါတယ်။အဲနောက်ဂျွန်ဆွာအဲဆွန်စီဖုန်းဆက်ပြီးတော့ကိုမြောင်တိုင်ကျေလာပြီဆိုမဲ့ကလေးကထွက်မလာသေးတဲ့ဖုန်းလမ်းဆက်ပြီးတော့ပြောပါတယ်။ပြီးတော့မိဘဖို့အဟန်တာဖြစ်နေပြီးတော့နှစ်ယောက်စလုံးအဆင်မပြေကြောင်းကိုပြောလိုက်ပါတယ်။မိမကိုဆုံးဆွာမှာကြောက်နေဂျွန်ဆွာကမျက်ရည်တွေကျပြီးတော့ကိုမြောင်ကအဲဆွန်ရှာနေကြအောင်အခုလာခဲ့ပြီဖို့တောင်းဆိုနေပါတယ်။ အလုံးနဲ့အဲဆုံးနဲ့ကွမ်ရှစ်တို့လည်းသူတို့ကိုလိုအပ်နေတဲ့သမီးဖြစ်သူစီကိုလာဖို့အတွက်ပြင်ဆင်နေပါတယ်။အဲနောက်ဂုံမြောင်အခက်ခဲခဲမွေးဖွားနေရကနေသတိမေ့သွားပါတယ်။ဆောင်းတွေကတော့အန်ရီရများတာကြောင့်ဂုံမြောင်ကိုအတင်းလှုံနှိုးနေပြီးဒီတန်တွေကိုအခန်းပင်ကချုံးစောကကြားပြီးတော့စိတ်ပူနေပါပြီ။အဲလုံးနဲ့ဂုံမြောင်သူ့မေမီးဖွားတော့ကခံစားနေရတာတွေကိုပြန်ပြီးတော့မြင်အောင်နေခဲ့ပါတယ်။အဲနောက်မှာတော့အမေရောကလေးပါအသက်ရှင်တာကြောင့်ဂုံမြောင်အသက်ဘေးကနေတည်တည်ကလေးလွတ်လာခဲ့ရပါတယ်။အဲချိန်ကစားပြီးတော့ရန်ကိုစိတ်ပူနေခဲ့တဲ့ချုံးစောဟာ ငိုယိုပြီးတော့နောက်ထပ်ကလေးထမ်းမြူတော်ဘူးလို့ဂုံမြောင်အောင်ပြောနေပါတယ်။အဲ့လိုနဲ့ဂုံမြောင်သူတော်ဒီအသက်ရွယ်မှာဒုက္ခခံမွေးရတာကိုအမေဖြစ်သူအဲဆုံးဆို၁၈နှစ်နဲ့ဘယ်လိုများမွေးခဲ့မလဲဆိုတာတွေးပြီးတနာလို့ငိုနေခဲ့ပါတယ်။ပြီးတော့အဲ့တုန်းကထုံစေးမရှိခဲ့တဲ့ပြင်အုံးမြောင်ကိုမွေးဖို့ဂေါ်ပြီးတော့လဲကိုပါစီးရတာလို့ပြောကငိုနေခဲ့ပါတယ်။အဲ့နောက်အမေနဲ့ဖေရောက်လာပြီးတော့ဂုံမြောင်နဲ့အမေကိုဖတ်ကငိုကြွေးနေပါတော့တယ်။အဲ့လိုနဲ့အဲဆုံးနဲ့ကွမ်းရှိတော်ကမိဖွားထားတဲ့သူတို့သမီးကိုအရင်ကူးဆိုင်နေကြအောင်ကျိုးစော်လေသူသမီးဘုံเจ้าဝင်ပြီးတော့ပြောလိုက်ပါတယ် အဲဆိုနဲ့ဘလို့လို့ကျုံးစော့သမီးကဦးစားပေးဖြစ်မှလဲလို့ပြန်ပြောလိုက်တာပါအဲတော့ ग्व န်ရှစ်ကမီးကိုအရင်မမေးပဲသူသမီးအခြေအနေကိုအရင်ဆုံးမေးပါတယ်အဲလိုနဲ့ ग्व န်ရှစ်ကမီးအတွက်အင်ဂျီတွေဝယ်လာပြီးတော့ကြည့်တော်မကြည့်ပဲဈေးကြီးဆုံးဆိုတာတွေကမှဝယ်လာခဲ့ပါတယ်အဲဆိုကတော့ ग्व န်ရှစ်ကတတိဖိုးလောက်တော့မယ်အိမ်မက်ပေါ်လာပြီလို့ရည်ပြီးတော့ပြောလိုက်ပါတယ်အဲဒါမှတော့ ग्व န်ရှစ်နဲ့အဲဆိုတို့ဟာအမြင့်တောင်ပေါ်တနေရာကနေကြည့်ပြီးတော့စိုင်ဖွင့်မဲ့အကြောင်းကိုဆွေးနွေးနေပါတယ် ग्व န်ရှစ်ကတော့စိုင်အတွက်ဒယ်လီပို့ပွားစဉ်းစားထားအောင်ပြည်ကြီးကမင်းကြီးကို အကောင်းဆုံးလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲလိုနဲ့ခွန်ရှိတို့သားဖာဆိုင်နဲ့နေတဲ့ရက်ကောက်သွားပြီးတော့သူတို့ဆိုင်ကိုကြော်ညာတဲ့စာရွက်တွေလိုက်ပြီးတော့ဝေခဲ့ပါတယ်။တိမ်မချခင်ပါပဲကိုရီးယားမျိုးသားဘောလုံးသင်းတီထောင်ခဲ့ပြီးတော့ဘောလုံးပွဲရှိတိုင်းဒယ်လီသွားပို့ရပါတယ်။အဲနောက်မှာတော့အဲဆုံးကဘီဂျင်းကားတွေသူတို့ဆိုင်ကိုရောက်ဖို့ငါးဖန်းသမားတွေနဲ့အတိုက်ခံဖြစ်ပြီးဆိုင်ကိုဥဆောင်ခဲ့ပါတယ်။တပတ်မှာတော့ဂုံမြောင်သူ့ရဲ့စီးပွားရေးလုပ်ငန်းကိုယုံကြည်တဲ့ရှိနဲ့စတင်ခဲ့ပါပြီ။အဲဆုံးတို့ဆိုရင်လည်းတဖြည်းဖြည်းရောင်းရတွေတက်လာပြီးတော့ TV ဒရာမာ All In ထဲမှာပါတဲ့စားသောက်ဆိုင်ဖြစ်တဲ့နာမည်ကြီးခဲ့ပြန်ပါတယ်။ မင်းသားအီဗန်ဝင်းရဲ့ဖန်တွေကလည်းဆိုင်ကိုရှာပြီးတော့တကူတကလာစားကြတာမျိုးတွေတောင်ရှိခဲ့ပါတယ်။အဲနောက်မှာတော့အပျော်ကြီးပျော်ပြီးဆိုင်ထဲကိုဝင်လာတဲ့ဘူဆန်းကြီးကရေးကြီးလာကြောင်မိသားစုတွေကိုစုဖို့ပြောလိုက်ပါတယ်။အဲဒါကတော့အားလုံးမေ့နေကြတဲ့ဘတ်ချောယုံကိစ္စပဲဖြစ်ပါတယ်။ဘသူကမှဘွန်ချောင်းကြောက်သားပစ္စည်းကိုတန်း80မပေးချင်တာကြောင့်အိုးမြောင်းကိုကြောက်ချခဲ့တဲ့ဘတ်ချောယုံကအဖမ်းခံလိုက်ရပါပြီ။အဲဒါကြောင့်အယောပေးခဲ့တဲ့အိုးမြောင်းကနေထိုင်ကြောက်သားပစ္စည်းကိုအပိုင်ရသွားခဲ့ပါတယ်။အဲနောက်မှာတော့ဂွမ်ရှိတို့ဆိုင်ကိုနာမည်ကျော်မင်းသမီးဂျောင်းမီအင်းကဗီဒီယိုရိုက်ဖို့အတွက်လာစားပါတယ်။ တကယ်တော့အဲ့မင်းသမီးကသတင်းတွေပြန့်ပြီးတော့တတ်သေးဖို့စူးစမ်းခဲ့ဘူးတဲ့သူပါဘယ်လိုပဲတတ်သေးတတ်သေးလူတွေဝိုင်းကြည့်မအောင်ကြောက်တာကြောင့်ငါးဖန်းလီပေါ်တတ်ဖို့ဆုံးဖြတ်ခဲ့တာပါဒါမဲ့သူ့ကိုဂွမ်ရှိကကဲတင်ပေးခဲ့ပြီးတော့လူနာတင်ကားလာတဲ့ချိန်မှာမျက်နာဖုံးထားခြင်းနဲ့မင်းသမီးကိုဂွမ်ရှိကကြားကင်ချွတ်ပြီးတော့ဖုံးထားပေးခဲ့ပါသေးတယ်အဲ့ဒီဂျေဆုမမေ့ခဲ့တဲ့မင်းသမီးကဂွမ်ရှိကိုလာပြန်ရှာခဲ့ပြီးတော့အကျွေးပြန်ဆက်မဲ့နီလန်းကိုမေးခဲ့ပါတယ်ဒါမဲ့ဂွမ်ရှိကတော့ဒါကိုညှင်းဆိုခဲ့ပါတယ်မင်းသမီးကဂွမ်ရှိကဲတင်လို့သာအသက်ရှင်ပြီးတော့နောက်ကျရင်ပြန်ပြီးတော့အောင်မြင်ပြီး ြန်ဖြစ်လာတာဖြစ်တဲ့အတွက်တခါတော့တော့ကျေးဇူးဆက်ချင်နေခဲ့တယ်လို့ပြောပါတယ်။အဲနောက်မှာတော့ဂွမ်ရှိကသူကယ်တင်လိုက်တဲ့နာမည်ကြီးမင်းသမီးကသူ့စီကျေးဇူးဆက်ဖို့ပြန်လာတာကိုမိန်းမဖြစ်သူကိုကြွားနေခဲ့ပါတယ်။အဲလိုနဲ့ဘူဆိုင်ကရဲ့သမီးမင်္ဂလာခန်းနာကိုရောက်တော့ဂွမ်ရှိနဲ့ဆန်ကီတို့ကစကားထိုင်ပြောနေခဲ့ကြပါတယ်။ဆန်ကီကဂွမ်ရှိဖက်နှက်ကိုကြိုက်တာကြောင့်ယူစည်းကြည့်ပြီးတော့ဘယ်ကနေဝယ်လာလဲလို့မေးလိုက်ပါတယ်။ဂွမ်ရှိကသားသမီးတွေနဲ့မိန်းမပေးတဲ့အတိုင်းစီးလာတာပဲလို့ပြန်ဖြေလိုက်ပါတယ်။အဲနောက်မှာတော့ဟင်းစုမေရောက်လာပြီးတော့ဆန်ကီကိုထမင်းစားပြီးမှပြန်မို့တော့ပြောလိုက်ပါတယ်။ အနောက်စိတ်ဆိုးနဲ့ပြန်သွားတဲ့အမေဖြစ်သူကိုယွန်းစုကတိတ်ပြီးတော့အဖေပေါ်မှာတင်းမာဖို့ပြောလိုက်တာပါပြီးတော့ချုံကိစ္စကိုလည်းအဖေကပဲကူဖမ်းပေးတာလို့ပြောပြလိုက်ပါတယ်တကယ်လို့ဘူဆန်းကရာဒီတိုင်းငွေနဲ့ဖြည့်ရှင်းအိုးမြောင်းဘွားအမဲဆက်ထင်းမာဆိုရင်ပြီးသူ့အသည့်စုံတော့ကိုစုံစမ်းခိုင်းတာပါအမှုကိစ္စမြန်မြန်စုံစမ်းနိုင်အောင်ဘူဆန်းကရာသူ့မှာရှိတဲ့အာနာငွေကြေးတွေအကုန်လုံးအသုံးပြုခဲ့ပါတယ်အနောက်မှာတော့အမှုမလိုက်ပေးပဲသတင်းသာရှင်းလင်းပွဲတွေပဲဖြည့်နေစုံတော့ကိုဘူဆန်းကရာရုံးထီကိုသွားပြီးတော့တောင်းကျမ်းခဲ့တာပါဘူဆန်းကရာတော့စုံတော့ကိုသတင်းစာထဲမှာပါခြင်းရင် သူ့ငွေကိုအတိုးထဲမှာထည့်ပြီးတော့ပေးရင်ပေးမပေးရင်တော့ဘတ်ချုံးကိုဖမ်းခေါ်လာဖို့ဆိုပြီးတော့စကန်းရှိမှလည်းချိန်ချောက်လိုက်ပါလေရုံးဆွေလည်းတကယ်တော့သူ့ဖေဟာသူ့ကိုတကယ်ထွက်သွားမှာကိုကြောက်လို့သာအတန်းကျဲကျဲနဲ့နေနေခဲ့တာလို့အမေဖြစ်သူကိုပြောပြလိုက်ပါလေအဲနောက်ကွမ်ရှိကသူတို့ကိုကူညီဖို့ဆိုင်းငွေတိုင်းလာပေးဖို့ဘူဆန်းကီကိုပြောလိုက်ပါလေတကယ်တော့ကွမ်ရှိကဘူဆန်းကီအထီးကျန်နေအောင်တိတာကြောင့်သာဆိုင်းကိုခေါ်နေခဲ့တာပါအဲနောက်မှာသူတို့ရှေ့ရောက်မှာနှစ်တိုင်းစောစောထပြီးတော့စွန်ပြေအဆောင်ကလူကြိုက်များတဲ့ဆိုင်းလေးစီစူးစမ်းဖို့အတွက်ရောက်လာကြပါလေ။ အဲ့တော့လေသူတို့ကသူများနဲ့မတူတဲ့ဖန်တီးမှုနဲ့ဆိုင်ကလေးကိုအသက်ဝင်အောင်ပေါင်းစည်းလုပ်ကင်နေကြပါတော့တယ်ဟုတ်ကဲ့ပါဒီနေ့တက်တင်ဆက်မှုကတလောက်ပါပဲခင်ဗျနောက်တစ်ပိုင်းဆိုရင်ဇာသိမ်းပိုင်းဖြစ်တဲ့အတွက်ဒီ series ကလည်းပြီးဆုံးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီဇာကားလေးကြည်လာတာဘီကန်တွေရောက်လာပြီဆိုတော့ဘယ်လိုမျိုးလေးခံစားရလဲ ဗန်းမကြီးနော်ကိုမန်လေးရေးခဲ့ပေါ့ဗျာပြန်ပြန်လန်းလန်းဖတ်ကြပြောကြဆွေးနွေးကြတာပေါ့ဆိုတော့ဒီနေ့မှလည်းစာကနေဆုံးနေလိုက်ပါချစ်စုချိန်ပေးခဲ့ကြတဲ့ပရိသတ်များအော် channel ကို subscribe လုပ်ရသေးလို့ထားပေးဦးနော်အဲပရိသတ်များတော်ရှင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာနောက်နေ့မှပြန်တွေ့ပါမယ်ကျွန်တော်အန်ခင်မူပါ